စငါလုံးကိုအမြဲသုံးပါနံပါတ်1စိုက်ကောင်းထားပါနံပါတ်2စာများများဖတ်ပါနံပါတ်3စီကံရှိပါနံပါတ်4စကားချွတ်ချွတ်တတပြောဆိုပါနံပါတ်5စိတ်ရှိရှိထားပါငါနိုင်ပါနေချိန်မှာငါမှန်နေပြီမဲ့ငါဘာမရတည်ခဲ့တဲ့လူတွေကိုငါမမေ့ဘူးမရှိတာကိုဆွန့်လို့ပြီးငါကောင်းမေ့ခဲ့ပြီမဲ့ငါအပေါ်မကောင်းကြတဲ့လူတွေကိုငါမမေ့ဘူး ငါပေးတဲ့မြတ်တာတွေကိုအငွေပြန်စီပြီးစားငတ်ရည်တွေသာပြန်ရွာချပြီးလူတွေကိုငါမမေ့ဘူးငါဘက်ကကာကွယ်ပေးခဲ့ပေမဲ့ငါ့ကိုထိုးနှက်ဖို့ဝင်မလျက်လူတွေကိုငါမမေ့ဘူးငါတိုက်ခိုက်ခံနေရတဲ့အချိန်မှာငါ့ဘေးနာရှောင်ဖယ်ခဲ့တဲ့လူတွေကိုငါမမေ့ဘူးငါရုပ်ရည်ရာတာမန်မှာပဲလှလုံးလည်းလို့လဲပြန်ငေးရတဲ့အထိမပါခဲ့ပါဘူးဒါပေမဲ့ငါကငါတိတ်သဘောကျတာပါပဲမိတ်ကလေးနဲ့ကလှသွားတယ်လို့ခံစားရတယ် မျက်နှာပဲတက်ပြီးတီရှပ်အပွားကြီးဝတ်မုတ်ပတ်စာနဲ့ငါကုံကလည်းသဘောကျနေသေးပဲငါရဲ့ပြင်ဆင်ထားတဲ့ပုံရိပ်လေးကိုမျက်နှိုးတယ်လို့ငါရဲ့အမရွတ်တွေကိုလည်းငါချစ်ပါတယ်ဖြူသည်ဖြစ်စီညိုသည်ဖြစ်စီငါအသားရောင်လေးကိုသဘောကျတယ်ငါ့ကိုတကယ်စိတ်ရင်းနဲ့ချစ်ပေးတဲ့သူတွေအတွက်ငါသဘောကျစရာလူတယောက်ပါပဲငါ့ကိုမုန်းနေတဲ့သူတွေအတွက်လိုက်မခံစားပေးနိုင်ပါဘူးငါရဲ့ဖြစ်တည်မှုကိုငါချစ်ပြီးငါရဲ့အေးချမ်းတဲ့ရဝန်လေးမှာနေတယ်ငါဟာလွတ်လပ်စွာရှင်သန်တဲ့တာမန်အမျိုးသမီးလေးပဲဖြစ်ပါတယ် နံပါတ်1ငယ်ရွယ်တုန်းပန်းနိုင်မရှာဘဲအချက်မှတာယာနေရင်တင့်ရဲ့ဘဝပြရာခတ်သွားမယ်နံပါတ်2တင့်ရဲ့ဘဝကိုစာအုပ်တွေကမြင့်တင်ပေးနိုင်နေစရာကိုစိတ်ချလက်ချယုံကြည်အားကိုးပါမလုတ်တတ်ဘူးမပြောနဲ့အလောက်ကတင်သွားမှာပါအဓိကတော့ကိုစိတ်ထုတ်တဲ့အားပေါ်မှာပဲမှုတည်တယ်ယုံကြည်မှုကမြေအိုးတစ်လုံးလိုပဲကြာကွဲသွားပြီဆိုရင်အကောင်းပကတိပြန့်ဖြစ်ဖို့မလွယ်ကူတော့ဘူးမသိရင်မေးမှသိပါမယ် မေးရတဲ့တတိယလူတိုင်းမှာရှိတဲ့အရာပါဒါကအောင်မြင်တဲ့သူတွေရဲ့လက္ခဏာတစ်ခုပါနံပါတ်3အလွယ်တကူရနေသေးပြီးတော့တံမိုးဆိုတာကနားလေသေးမှာမဟုတ်ပါဘူးစာဖတ်လို့ပတ်စံမရပေမဲ့ပတ်စံရနိုင်မယ့်နေလန်ကိုတော့စာအုပ်တွေဖတ်ခြင်းကနေရနိုင်ပါတယ်ဒါကြောင့်အားလက်ချိန်တိုင်းစာဖတ်ပါနံပါတ်4လောကကြီးကရိုးရှင်းလုံးပါတယ်လျှော့တက်တဲ့သူကိုအရှုံးနေပြီးစူးစမ်းတက်တဲ့သူကိုရောအောင်မြင်မှုတွေပြီးတယ်။နံပါတ် ဘဝမှာမပြစ်နိုင်ဘူးဆိုတဲ့အတွေ့အမျိုးကိုခဏခဏမတွေးပါနဲ့။ကြာရင်ဘာမှမလုပ်တတ်တဲ့ဘဝကိုရောက်သွားလိမ့်မယ်။ပစံအကျွေးဆယ်ပြားတမန်နဲ့ရတာရှိရဲ့မုတ်ကိုစိတ်ချလက်ချစားလို့ရတဲ့ခက်ကိုမိခဲ့ဘူးရယ်။လက်ဖက်ရည်တစ်ခွက်ခောက်ဆဲကြော်တပွဲဆိုတာနေမကောင်းတဲ့အခါမှာစားရတဲ့အလွန်ရတာရှိရဲ့အစားအစာဖြစ်တဲ့ခက်ကိုမိခဲ့ဘူးရယ်။အရုပ်နဲ့အမျက်မရွှေကျွေးတဲ့စတူရီသားကိုဘာယောဂါမှမကြောက်ရဘဲအလူအည့်ရပျော်ပျော်ရွှင်ရွှင်စားခဲ့ရတဲ့ခက်ကိုမိခဲ့ဘူးရယ်။ မိုးရသည်မိုးရေထဲမှာဖဲကားအနေနဲ့မှမရှိပဲရက်ွက်ထဲကလမ်းပေါ်မှာလွတ်လွတ်လပ်လပ်ဘလုံးကန်ငင်ရတဲ့ခစ်ကိုမှီခဲ့ဘူးရေ။ဘာအကြောင်းကြောင့်နေမကောင်းပဲဖြစ်ခဲ့ဖြစ်ခဲ့ကိုပါစိတ်ကိုကိုရက်ပြုတ်ရင်နဲ့တာယုံနဲ့ကြောက်တဲ့ခစ်ကိုမှီခဲ့ဘူးရေ။ကိုပိုင်ကမပြောနဲ့စပိန်နာလူတိုင်းမစီနိုင်တဲ့အချိန်လေးမှာတငယ်ချင်းတွေနဲ့ကြောင်းတက်ကြောင်းစင်လမ်းလျှောက်ရင်ပျော်ရွှင်ခဲ့ရတဲ့ခစ်ကိုမှီခဲ့ဘူးရေ။သောထမင်းဆိုင်ထဲမှာပဲပြုတ်တော့ဂျမမဟုတ်ဘဲဥပြုတ်တလုံးပါယုံနဲ့မိဘအောင်မညွန်ညင်တဲ့ခစ်ကိုမိခဲ့ဘူးရယ် ခုခေတ်ကအဲ့လိုမျိုးဆိုတေသွားမယ်ရှင်သွားမယ်မတေမရှင်ဖြစ်သွားမယ်ဆိုရဲခေတ်။နွေရသည်ကြောင်းပေရမှာညစဉ်ညတိုင်းလမ်းမော်ထွက်ပြီးကစားနည်းမျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကိုမိခဲ့ဘူးရဲ။တစ်စေလုံးတစ်မျိုးလုံးမှာမှတစ်လုံးနဲ့ရှိတဲ့အမျိုးအင်အား TV ကိုစိတ်မျိုးတတိုင်းစုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမိခဲ့ဘူးရဲ။ဖျားပွဲမှာကာရဲဆက်ကိုကြားမမရွေမိုးအလင်းကြည့်ပြီးအိပ်ပြီး မနက်မိုးစင်စင်လေးမှထပြန်လဲဘာအကြောင်းကြီးငယ်မှမဖြစ်ခဲ့တဲ့ခက်ကိုနှိခဲ့ဘူးရေပေးသားမတော်ဆက်ကြပေမဲ့ဖြူစင်တဲ့ခင်မင်းစင်တွေနဲ့မောင်နှမရှင်ပမာဆက်ဆံခြင်းတွေရှိတဲ့ခက်ကိုမိခဲ့ဘူးရေကြည့်သူရှုသည် ရွေတွေကိုလေးစားငယ်သူတနာရမယ်ဆိုရဲမျက်နှိုးစရာလူကျင်ဝတ်တွေထွန်းကားရခက်ကိုမိခဲ့ဘူးရေပြန်တွေးလိုက်ရင်အရှာရာဟာလွမ်းစရာတွေပါပဲလေ